အာရခတက်တော်သိမ့်ပိုက်ထားတဲ့ရခိုင်ပြည်အနောက်ဘက်နေဆက်မြို့မောင်တော်မှာစစ်ကောင်စီရဲ့ခရိုင်နဲ့မြို့နေကောင်စီဝင်နေရောက်ရနေအိမ်တွေကိုအာရခတက်တော် EE ကထက်မှန်ရှိတ်ပိတ်လိုက်တယ်လို့ကြည်ရပါတယ်။ရှိတ်ပိတ်ခံလိုက်ရတဲ့နေအိမ်တွေကတော့စစ်ကောင်စီမောင်တော်ခရိုင်ကောင်စီဝင်ဦးအောင်မြင့်သိန်းနဲ့မြို့နေကောင်စီဝင်ဦးခင်မောင်တို့ရဲ့နေအိမ်တွေဖြစ်ကြတယ်လို့ဆိုပါတယ်။သူတို့နှစ်ယောက်ကစစ်အာဏာသိမ်းပြီးစစ်ကောင်စီဖွဲ့စည်းတဲ့အခါ မြို့နေနဲ့ခရိုင်မှာအရက်သားကောင်စီဝင်တွေအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြပြီးစစ်ကောင်စီကသူတို့ခိုင်းပညာကောင်းကြီးနိုင်တဲ့ခရိုနီတွေကိုသူတို့ဘာသာရွေးချယ်ပြီးတာဝန်ပေးခဲ့ကြတာလို့မောင်တော်မြို့လူကြီးတယောက်ကပြောပါရယ်စစ်ကောင်စီရဲ့ခရိုင်ကောင်စီဝင်ဦးအောင်မြင့်သိန်းနဲ့ညီကိုရေပိုင်ဆိုင်တဲ့မြင်ဘရာဒါကုမ္ပဏီရဲ့တစ်ဆက်တမျိုးစုံစိုက်ခင်းနေအေကညင်းနန်းကနေအိမ်နဲ့ပိုင်ဆိုင်တဲ့အဆောက်အုံတွေအားလုံးကို အေအေကဧပြီလဆန်းမိုင်းကနေစပြီးရှိတ်ပိတ်လိုက်တယ်လို့ပြီးရပါတယ်။ဒါပြင်မြို့နေကောင်စီဝင်ဥဖြစ်မောင်ရဲ့ဗဟုကျောင်းရှိကနေအိမ်ကိုလေဧပြီလလေပိုင်းမှာရှိတ်ပိတ်လိုက်ပြီးလို့ဒေသခံတွေစီကနေပြီးရပါတယ်။လက်ရှိမောင်နှောမျိုးကစစ်ကောင်စီရုံအလုံးအပါအဝင်အေအေရှိတ်ပိတ်တင်စီထားတဲ့ရခိုင်နဲ့မူဆလီနေအိမ်ချမ်းကြီးတရာလောက်အထိရှိလာနေပြီလို့မြို့ခံတွေစီကနေသိရပါဗျ။